ဗုဒ္ဓနဲ့မွေးသူအလုံးမင်္ဂလာပါ2025ခုနှစ်အောက်တိုဘာလ22ရက်နေ့ကနေ30ရက်နေ့အတောအတွင်းမှာဘဝရည်မှန်းချက်အောင်မြင်မယ်အရေးပါတဲ့ခြေလှမ်းစစ်တွေစတင်နိုင်တယ်အပြောင်းရွှေ့ပြောင်းလဲရှိမယ်အကြံသိအောင်မြင်မယ်အခက်အခဲဖြေရှင်းနိုင်မယ်ရပ်တန့်တဲ့လုပ်ငန်းတွေပြန်လဲစတင်နိုင်တယ်ရည်မှန်းချက်စစ်နဲ့ဘဝတိုးတက်မှုစစ်တွေကိုဖန်တီးနိုင်တယ် ဗီဒီမေးခြင်းတဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစမ်းနေဖို့ application ကိုအသုံးပြုပြီးတော့မင်းများလက်ယုံနဲ့ကိုတိုင်ကိုကြလူတွေ့လာမေးတဲ့အတွေ့အကြုံမျိုးရရှိအောင်စူးစမ်းပေးထားတယ်။ဒါကြောင့်စမ်းစမ်းနေဖို့ application ကိုယုံကြည်စွာ သုံးချနိုင်ကြောင်းသင်ပြပါတယ်။20ရည်နေမှာအလုံးစစ်ရီမန်းချက်စစ်တရားမြင်မယ်23ရည်နေမှာရန်တိုက်ခံနေတဲ့ ထိတိုက်တွေ့တတ်တယ်အဲ့ဒီမှာအသွားလာကြည့်ဆိုင်ရမယ်အဓိကအရှိတောင်ရက်ကိုအတီသွားစရာနေရှိတတ်တယ်ညနေ3နိုင်နဲ့4နိုင်ခွဲတွင်သွားလာကြည့်ဆိုင်ရမယ်24ရက်နေ့မှာမိကောင်းဆွေကောင်းထောက်ကူရခြင်းဘဝတိုးတက်ခြင်းကံကောင်းခြင်းတွေရှိ25ရက်နေ့မှာရှင်ပြိုင်မှုမမြောင်မြင်ခြင်းနဲ့အစ်မြင့်သောဘဝကိုရရှိနိုင်ခြင်းကြောင့်ပဲ26ရက်နေ့မှာ ပြဿနာဟောင်းနေဖြစ်ရှင်းရမယ်ရန်နေနဲ့ထိတိုက်တွေ့တတ်တယ်29ခုနှစ်နေမှာတော့စိတ်ချမ်းပြေမယ်အရာရာဆင်ပြေမယ်အမျိုးသမီးမိတ်ဆွေတူထာမှကုညီရလိမ့်မယ်28ရက်နေမှာအပြောင်းလဲတဲ့တိုးတက်မှုကံတွေရှိတယ်ခက်ခဲကြတာတိုးတက်မှုကိုဖန်တီးနိုင်တယ်29ရက်နေအရာရာဆင်ပြေခြင်းကံကောင်းခြင်းရှိမယ်သို့တော့အရှိရကူတည်သွားစရာတွေရှိတဲ့မနေ့ခွန်နိုင်ခွဲနဲ့ကိုးနိုင်တွင်သတိထား30ရက်နေမှာစိတ်နှောင့်ယှက်တွေများမယ် အတိုက်ခံနေများမဲ့ဒနာသိဒ္ဓိနက္ခတ်နဲ့စမ်းရှင်တဲ့နေဖြစ်တဲ့အတွက်ပတ်စံကြွေစေတစီကိုမွေးနံ့သာပြပြပြီးစောင့်ထားပြီးလိုရာဆောင်ရွက်ပါ30တရနေ့ကတော့ထူးခြားတဲ့ပြောင်းလဲနဲ့တိုးတက်မှုတွေရှိတယ်ဥတီချက်သစ်တွေနဲ့လောကန်စင်ပြေခြင်းတွေကိုကြုံမယ်တနင်္လာနေ့ကနေ့ဗုဒ္ဓနေ့မွေးသူတွေကောင်းကျိုးပေးတယ်တနင်္ဂနွေစနေ့မွေးသူတွေဒုက္ခပေးတတ်တယ်တိ6ကိုကနန်းနေကြိုးပြတဲ့အဝါရောက်အပြာရောက်နုနေအောင်နေသုံးပြီးလိုရှိတဲ့ကိစ္စတွေဆောင်ရွက်နိုင်ပါတယ်။ အောက်တိုဘာ20 23 24 25 26အဲ့ရက်တွေကကောင်းစေးမင်္ဂလာရက်ကောင်းရက်မြတ်များဖြစ်ပါတယ်20ရာရက်ကိုရွေးချယ်ပြီးကောင်းစေးမင်္ဂလာပြုခြင်းဖြင့်အကြီးကဲဖြစ်ရောက်ခြင်းညံကင်းခြင်းတိုးတက်ခြင်းတို့ကိုရရှိစေလိမ့်မယ်ကောင်းသောကံကြမ္မာများရစေရန်တို့ကအဝါရောင်ပန်းဝင်းတို့ဖျားကတ်လူပူဇော်ပြီးလိုရာဆုတောင်းနိုင်ပါတယ်ကျေးဇူးတင်ပါတယ်